ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်အင်ကြီးရှင်မိသားစုရဲ့တာငယ်ညီညီနဲ့စင်းရဲတဲ့မိသားစုကရွှေစင်းတို့ရဲ့ပထမဆုံးမင်္ဂလာပွဲကိုကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြပါတယ်ဥဒေဝနဲ့ဒေါကယုနာတို့ဇနီးပေါင်းနဲ့ဟာသူတို့ရဲ့တာငယ်ညီညီနဲ့ရွှေစင်းကိုလက်ထပ်ပေးပြီး ရွှေစင်ကိုအင်ကြီးရဲ့ချိန်မဖြစ်ခေါ်ဆောင်လာခဲ့ကြပါတယ်။အင်ကြီးတစ်ခုလုံးကိုဈေးကြီးတဲ့မီးလုံးတွေပန်းတွေနဲ့အလှဆင်ထားခဲ့ပါတယ်။ရွှေစင်အင်ကိုရောက်လာခဲ့ပြီပေါ့။လာလာအားလုံးကငါတို့ကိုစောင့်နေကြတာ။ဟုတ်ကဲ့ဒီလိုပြောလိုက်တာနဲ့အစီအကံတယောက်ကတကားကိုဖွင့်ပေးလိုက်ပါတော့တယ်။တကားဘွားကနေပြီးအေကန်အထီနှင်းစီပန်းတွေခင်းကျင်းထားခဲ့ပါတယ်။လာပါချွေးမလေးဒီပန်းနေပေါ်နေပြီးအထဲဝင်လာခဲ့။ ရွှေစင်ဟာဘန်းတွေပေါ်နင်းလျှောက်ရင်းအရှိကိုတိုးဝင်လာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေဟာဒီအင်ကြီးရဲ့မြင်ကွင်းမှာရပ်တန့်သွားခဲ့ရပါတယ်။ဒီလိုအင်ကြီးရဲ့ချွေးမှဖြစ်လာမယ်။ပြီးတော့ဒီလိုနှွေးထွေးစွာကြိုးဆုပ်ခံရလိမ့်မယ်လို့အိမ်မက်ထဲတော်မထင်ခဲ့ပါဘူး။ပျော်ရွှင်ကြည်နူးတဲ့နှလုံးသားနဲ့အတူရွှေစင်ဟာတကားပေါ်မှာရက်လိုက်ပါတော့တယ်။အဲ့ဒီနေရာမှာခင်ခင်ဟာမိပူစိုးတဲ့ပကံကိုကင်ပြီးရက်နေခဲ့ပါတယ်။ ူမျက်နှာမှာမနာလိုစိတ်တွေကထင်ရှားစွာပေါ်လွင်နေတော့တာပေါ့ခင်ခင်ကအပြုံးအတုနဲ့မိဘူးစော်ပြီးရွှေစင်ကိုနှုတ်ဆက်လိုက်ပါတော့တယ်မင်္ဂလာပါညီမလေးနင်အခုဆိုဒီလိုအိမ်ကြီးရဲ့ချွေးမလေးဖြစ်လာပြီနော်ဒီနေ့အထိတော့ဒီလိုအိမ်ကြီးကိုမမြင်ဘူးလို့သေးထင်တာပဲဒီလိုပြောပြီးခင်ခင်ကရွှေစင်ကိုစော်ကားလိုက်ပါတော့တယ်ဒါပေမဲ့ရွှေစင်ကအလွယ်တကူပြန်ဖြေလိုက်ပါတယ်ဟုတ်ပါတယ်မအမပြောတာလုံးဝမှန်တယ် ျမတီနေတီဒီလိုအင်ကြီးကိုမမြင်ဘူးဒီလိုအင်ကြီးရဲ့ချွေးမဖြစ်ဆင်းရဲတဲ့ကျမလိုမိန်းကလေးကိုအမေရရွေးချယ်ပေးခဲ့တာကျမရဲ့ကံကောင်းခြင်းမှာပဲချွေးမလေးဒီညစပြီးကိုကိုကိုဆင်းရဲတယ်လို့ဘယ်တော့မှမပြောနဲ့တော့ဘာလို့လဲဆိုတော့သမီးကဒီအင်ကြီးရဲ့ချွေးမဖြစ်သွားပြီချွေးမရီဆိုတာအင်ကိုစီပင်စေတဲ့လက်ကောင်တွေပဲလေအမေရရွှေစင်းကိုတကယ်ရွေးလိုက်တာပဲနော်သူကတော့ကျမတို့မိသားစု လာဖို့တတိရှိခဲ့မှမထင်ဘူးအဲ့ဒီစား အမေသာကျမရွေးထားတဲ့ပို့ပို့တီအိမ်ကြီးရဲ့ချွေးမဖြစ်ခေါ်လာခဲ့မယ်ဆိုရင်သူ့မှာပါလာမယ်အမွေပစ္စည်းတွေထားဖို့တီအိမ်ကြီးမှာနေရာတော့လောက်မှာမဟုတ်ဘူးစိတ်တော့မရှိပါနဲ့နော်ဒါပေမဲ့ရွှေစင်ရဲ့မိပါတွေကတမတ်အတွက်ငွေတင်းကားတပြားတောင်ပေးလိုက်တာမဟုတ်ဘူးမင်္ဂလာပွဲလုပ်တာလည်းဈေးပေါ်တယ်အိတ်ခန်တာလည်းအရင်ယူရှင်းတယ်ကျမတို့ဖက်ကတော့တီဝိုင်းတွေနဲ့ကခုံမင်းမင်္ဂလာဆောင်ခဲ့တာလေဘာအမွေမှမပိုင်တော့ပိုကောင်းတဲ့စီစဉ်မှုမျိုးလုပ်ပေးတင်တာပေါ့ကျမတို့ဆွေမျိုးသားချင်းတွေဟာ အစင်တန်းတူတဲ့သူတွေကြားမှာဖြစ်ပေါ်တဲ့နယ်လို့ယုံကြည်တယ်။ကျမောက်ကြည့်လေ။ကျမတီအင်ကြီးရဲ့ချွေးမဖြစ်လာတော့ကအမွေပစ္စည်းတွေအများကြီးယူလာခဲ့တာ။ခင်ခင်ဟာစင်းရဲတဲ့အတွက်ရွှေစင်ကိုစောကားပြီးသူ့စည်းစိမ်ကိုထုတ်ပြကြွားဝါနေခဲ့ပါတယ်။အမကျမသိပါတယ်။အမတို့ကချမ်းသာတဲ့မိသားစုကပါ။ဒါပေမဲ့လူတယောက်မှပထမဆုံးရှိတဲ့နာကောင်းမွန်တဲ့အကျင့်ပဲ။သမီးပြောတာမှန်တယ်။လူတယောက်ရဲ့ကောင်းမွန်တဲ့အကျင့်ကိုပဲကြည့်တဲ့နယ်။ ချမ်းသာရာဆင်းရဲတာအရေးမကြီးပါဘွယ်ဘာပဲဖြစ်ဖြစ်အိမ်ကြီးတွေတီအိမ်ရတာဝန်တွေကိုထမ်းဆောင်နိုင်မဲ့ချွေးမပဲလိုချင်တာလေအိမ်ကိုဧည့်သည်တယောက်ယောက်ရောက်လာရင်တော့အနည်းဆုံးတည်တည်ချာချာဧည့်ခံနိုင်တာပေါ့ဒေါကယူနာကဒီစကားကိုခင်ခင်ကိုရည်ရွယ်ပြီးပြောလိုက်တာပါအိမ်ကြီးရဲ့ချွေးမဖြစ်နေပေမဲ့သူဟာဒီနေ့တက်တီဘာတောင်းဝင်းမှမသိခဲ့ပါဘူးအမေကဘလို့လို့တီလို့ပြောရဲတာလဲဒီငွေနှစ်ပြားတန်ဆင်းရဲတဲ့ညီမငယ်ရှိမှကျမောက်စော်ကားရဲတယ်ပေါ့လေဂယူနာကြီး ခလေးတွေကိုခန်းထဲအခုလွှတ်လိုက်ပေါ့ခကြီးဝေးကလာတော့ဆိုတော့နားကျင်နေတော့ပြီဟုတ်ကဲ့ရှင်ညီညီရေချွေးမောက်ခန်းထဲခေါ်သွားလိုက်သူနားပါစေအောင်ဟုတ်ပါပြီမေလာပါရှေစင်ခဏကြာမှတော့ညီညီဟာရှေစင်ကိုခန်းထဲခေါ်သွားပါတော့တယ်အခန်းကိုလိုအပ်တဲ့ပရိဘောကပစ္စည်းအစုံအလင်းနဲ့ဈေးကြီးတဲ့ပန်းတွေဖျောင်းနိုင်တွေနဲ့အလှဆင်ထားတော့တာပေါ့အခန်းကိုသဘောကျမေးလို့ညှော်လင့်ပါတယ် ဟုတ်အခန်းအရန်ကောင်းတယ်အခန်းမဲကောင်းတာလားငါယောရွှေစင်းကညီညီရဲ့မျက်လုံးတွေကိုချစ်စပွဲကြည့်လိုက်ပါတော့တယ်သူ့ရဲ့မျက်လုံးတွေမှာပျော်ရွှင်မှုနဲ့အတူရှင်းရုံမှုတွေလည်းပါဝင်နေပါတယ်ဟုတ်ကဲ့ရှင်လည်းအရန်ကောင်းတယ်လူလည်းအရန်ကောင်းကြပါတယ်ညီညီရဲ့ကျေးဇူးအများကြီးတက်ပါတယ်နော်ကျမလို့ဆင်းရဲတဲ့မိန်းကလေးကိုသဘောကျပေးလို့ကျမလက်ကိုကင်ပြီးတီလို့လှပတဲ့မိသားစုပို့ပေးလို့ပါ ရှင်သိလားကျမတို့အိမ်ကရွှွန့်အိမ်လေးပါ ကျမလေးကျမအမြဲတမ်းအိမ်ပိုင်နဲ့မိသားစုနဲ့လက်ထက်ချင်ခဲ့တာဖယားသခင်ကကျမတောင်းဆိုတာထက်ကျော်လွန်ပြီးကျမဆန္ဒအတိုင်းဒီလိုအိမ်ကြီးကိုပေးလိုက်မယ်လို့ဘသူသိမှလဲရပြီရပြီမင်းကဒီလိုအိမ်ကြီးရဲ့ချွေးမှဖြစ်သွားပြီဒါနဲ့ဘီရိုကိုမင်းအတွက်ရှင်းပေးထားတယ်မင်းဝယ်စားတွေကိုထည့်ထားလို့ရပြီပြီးတော့ငါတို့ဂရင်းရဲ့ညာဘက်ထမ်းပါအိရတာတက်တောင့်တတားရှိတယ်မင်းအိတ်ချင်ရင်တော့အိတ်လို့ရပါတယ်ဟုတ်ကဲ့ရပါတယ်ကျမဥစားတွေထည့်လိုက်ပါမယ် ရွှေစင်ကသူ့အဝတ်အစားတွေကိုဗီဒီယိုတွေထည့်လိုက်ပါလို့တယ်။နောက်တနေ့မှာရွှေစင်ဟာသူ့ရဲ့ပထမဆုံးမိဖို့ကြောင့်မှချက်ပြုတ်ပြီးအစားအသောက်တွေကိုပြင်ဆင်ကျွေးမွေးခဲ့ပါတယ်။ဒီနေ့တော့ထမင်းစားကန်တစ်ခုလုံးအစားအသောက်တွေနဲ့ပြည့်နေနေတော့တာပဲ။ပြောင်းလို့မင်းတို့ဒီနေ့အစားအသောက်မျိုးစုံဘယ်လိုများတလောက်ပြင်ဆင်လိုက်တာလဲ။ဒီနေ့ချက်ပြုတ်တာကျွန်တော်မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့သခင်မငယ်ကပြင်ဆင်ထားတာပါ။ဒီတကားကိုကြားလိုက်ရတော့ ခင်ခင်လေးမနာလိုဖြစ်သွားပြီးအင်းကွက်ကိုတွန်းဖယ်လိုက်ပါတော့တယ်။ကိုဦးရေသွားပြီးတော့ငါ့အတွက်အတော့လောက်ပေးပါ။အမအမထမင်းမစားဘူးလား။အမကြိုက်တဲ့အတိုင်းဟင်းသင်းရွက်ပေါင်းနဲ့ပဲစိတ်ပူရီအားလုံးပြင်ဆင်ထားတယ်။စိတ်မကောင်းပါဘူးညီမငယ်ရေ။ငါဝေးလျှော့နေတာ။ဒါကြောင့်တလောက်စီများတဲ့စားတောက်တွေအများကြီးမစားနိုင်ဘူး။ဒါပေမဲ့အမရေကျမအမကိုစားစိတ်ချင်လို့တေချာချက်ထားပါ။နည်းနည်းတော့မြည်းစမ်းကြည့်ပါဦး။ခင်ခင်နည်းနည်းမြည်းစမ်းကြည့်လိုက်ပါဦး။ရှင်စင်စင်မကောင်းဖြစ်နေလိမ့်မယ်။ ဒီလိုလို့ငှဝေစုပါနင်းစားလိုက်ဒါရီယာအယက်စီများပြီးညစ်ပတ်နေပုံရတယ်။ချွေးမရွှေစင်ဟာစီအများမထဲ့ပါဘူး။ပြီးတော့ဟင်းသီးဟင်းရွက်ရဲ့အရသာစီရနေပဲလာတာလေ။ဒေါ်ကညုနာကရွှေစင်ကိုချီးမွမ်းနေတာမြင်တော့ခင်ခင်ရဲ့ရင်ထဲမှာစိတ်တူလာခဲ့ပါတယ်။ဒီစင်းရဲတဲ့မိန်ကလေးဒီအိမ်ကြီးရဲ့ချွေးမဖြစ်လာတာတရက်တောင်မရှိသေးဘူး။အမေကသူ့ကိုပါစားပေးနေပြီ။ဒီအိမ်မှာငါမရှိရတော့လို့ပဲ။ဒီတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင် လူတိုင်းရဲ့မျက်စိထဲမှာငှက်တံဖွာတုံညာဖြစ်သွားလိမ့်မယ်။စိတ်လျှော့ခင်ခင်စိတ်ကိုလျှော့ခင်ခင်ဟာလူတိုင်းရှိမှရွှေစင်းနဲ့ပုံမှန်တိုင်းပြုမှုဟန်ဆောင်ပြီးစားတောက်တွေကိုသူကိုယ်တိုင်ခတ်ကြည့်လိုက်ပါတယ်။အင်းစီနေနေတော့များနေပေမဲ့ဒီဟင်းရဲ့အသွင်ပြောင်းကြည့်ရတာအရသာတော်တော်ကောင်းမှန်ထန်တယ်။ငါရဲ့ချစ်ရတဲ့ညီမငယ်ကတလောက်ချစ်ခင်စိတ်နဲ့ပြင်ဆင်ထားတာဆိုတော့ငါမြည်းစမ်းကြည့်ရမယ်။ခင်ခင်ရဲ့အပြုတ်မှုနည်းနည်းကောင်းလာတာကိုမြင်တော့ ရွှေစင်မျက်နှာမှာအပြုံးလေးပေါ်လာခဲ့ပါတယ်။အမဟင်းကဘလို့လဲဟင်။ရွှေစင်ချက်တဲ့ဟင်းကအရင်အရသာရှိတယ်။စာငေကောင်းတဲ့ဟင်းကမွေးကြိုင်တွေကိုအချိုးညင်ညင်ထည့်ထားတယ်။ဒါပေမဲ့မင်းကိုပေးဖို့ဘာမှမဝယ်လိုက်ရဘူး။ဒီလှပတဲ့ဘဝလေးကိုပဲသိမ်းထားလိုက်ပါ။မင်းနဲ့လိုက်ဖက်မှာပါ။မလို့ပါအမရဲ့။ကျမချက်ပြုတ်ထားတဲ့စားတောက်ကိုအမစားပေးတာနဲ့တင်ကျမချိန်နှက်နေပြီ။ဟေးဒီလိုကောင်းတဲ့ဟင်းကိုဘလို့တောင်ချက်ပြုတ်ထားရတာလဲ။လက်ဆောင်ကပေးဖို့လိုတယ်။ လာပါပုတ်လိုက်ပါငါဟုတ်ပေးမယ်ချွေးမာရိုနှောင်ရဲ့တဟဆာရဖြစ်မှု ကြည့်ရတာမင်းတို့ရဲ့ညီမဒီအိမ်ဆောင်ပြုတ်တဲ့အခါမင်းတို့နှောင်စလုံးကောင်းကောင်းကင်တွယ်နိုင်မယ်လို့အမေခုယုံကြည်နေပြီအမေစိတ်မပူပါနဲ့ကျမတို့တူတူအားလုံးစီမံခန့်ခွဲပါမယ်။ဘာပဲဖြစ်ဖြစ်ကျမအတွက်တော့ဒီအိမ်ကြီးမှာလက်ထပ်တာတွေ့ရတာဒုတိယကြိမ်ဖြစ်ပေမဲ့ညီမငယ်အတွက်တော့ပထမဆုံးကြုံရမှာပဲလေ။ဒီတခါတော့ညီမအငယ်ဆုံးရဲ့မင်္ဂလာပွဲကို ဘလောက်ခံခံနာနာကျင်းပါမလဲဆိုတာညီမလေးကြည့်အောင်ပါပေါ့ဒီလိုပြောပြီးခင်ခင်ကရွှေစင်ကိုထပ်မံစော်ကားလိုက်ပါတော့တယ်ဒီလိုနဲ့အချိန်နှင်းငယ်ကုံဆုံးသွားခဲ့ပါတော့တယ်အခုတော့ရွေးရအတွက်လေကောင်းနေမိသားစုနဲ့လက်ထပ်ဖို့စီစဉ်ထားပြီးဖြစ်ပါတယ်ဒီလရဲ့28ရက်နေ့ကမင်္ဂလာပွဲအတွက်အကောင်းဆုံးရက်မြတ်ပဲမင်္ဂလာရက်ကိုအရင်စော်ပြီးတတ်မှတ်လိုက်တာမလားဒီလိုအချိန်တွင်းမှာမင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေအားလုံးဘယ်လိုလုပ်ရမှာလဲ အနည်းဆုံးတစ်လနှစ်လလောက်တော့အချိန်ချားတဲ့နဲ့ဖိတ်စာတွေဖိတ်ဖို့ရဲ့ဥဆောင်တွေပြင်ဆင်ဖို့ကအချိန်ယူရမှာလေဒါပေမဲ့ပုံနာကြီးသတ်မှတ်ပေးတဲ့မင်္ဂလာရက်ကဒီနေ့အစပြီး20-25ရက်လောက်ကြာသေးတယ်ဒီချိန်တွင်မင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေနဲ့ဈေးဝယ်တာတွေအားလုံးပြီးသွားမှာပါဖိတ်စာတွေလည်းလုံနိုင်ပါတယ်အခုခေတ်မှာဖိတ်စာတွေတရက်နှစ်အတွင်းပုံနိုင်နိုင်တယ်လေဒါဆိုရင်ဘာလို့မင်္ဂလာကိစ္စအောင်နောက်နေစီမှာလဲမြမငယ်မင်းကဒီနေ့မတိုင်ခင်အိမ်ကြီးတွေရဲ့မင်္ဂလာပွဲတွေမြင်ဘူးတာမဟုတ်ဘူး ဈေးဝယ်တာပဲလောက်ရတာမဟုတ်ဘူးဆွေမျိုးတွေရပေါင်းများစွာမင်္ဂလာပွဲကိုလာကြလိမ့်မယ်သူတို့တဲခုတ်ဖို့နဲ့နေရာထိုင်ခင်းအတွက်စီစဉ်မှုတွေလည်းလုပ်ရမယ်ဒါမင်းရဲ့ဆင်းရဲတဲ့မိသားစုမင်္ဂလာပွဲလို့မဟုတ်ဘူးဒါအိမ်ကြီးအိမ်ကောင်းရဲ့မင်္ဂလာပွဲလေဒီလ28ရက်နေ့ဟာဒီလရဲ့နောက်ဆုံးရက်မြတ်ပဲအဲ့နောက်မှာမင်္ဂလာပွဲအတွက်နောက်ထပ်2လလောက်ရက်ကောင်းမရှိဘူးဘယူနာကြီးသူတို့သားရဲ့မိသားစုကအလှဉ်လို့နေတာဆိုတော့နှလာတော့စောင့်မှာမဟုတ်ဘူးဒီရက်ကိုပဲမင်္ဂလာပွဲအတွက်တတ်မှတ်လိုက်ကြရအောင် ဒီရက်ကိုပဲမင်္ဂလာရက်အဖြစ်သတ်မှတ်လိုက်ပါဘုန်းသားကြီး။ရန်နင်းငယ်ကြပြီးနောက်မှာမင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေစတင်ပါတော့တယ်။ချွေစင်ဟာသူ့ရောက်ခမတွေရဲ့အင်ကြီးမှာပထမဆုံးမင်္ဂလာပွဲကိုမြင်ရဖို့အရင်စိတ်လုံရှားနေခဲ့ပါတယ်။ခင်ခင်ကတော့သူ့ဘာသာအလုံးများနေခဲ့ပါတယ်။အမေမင်္ဂလာပွဲမှာဖို့အတွက်အရင်စီကြည်တဲ့ဝတ်ဆောင်တစ်ထည်ကျမကြည့်ထားတယ်။မင်္ဂလာပွဲအတွက်အဲ့ဒါမှားထားလိုက်မယ်လေ။ နနွင်းလိန်ပွဲနဲ့မျက်နာပြပွဲတွေအတွက်ဂျန်နဲ့ဝတ်စုံတွေတို့ရွေးရအောင်ပါပြီးတော့ဝတ်စုံနဲ့လိုက်ဖက်တဲ့လက်ဝတ်ယတနာတွေလည်းဝယ်ရအောင်မယ်ဒါနဲ့သူတို့သမီးမိတ်ကပ်လိန်ဖို့ပိုကင်လောက်ပြီးပြီလားမလုံရသေးဘူးမရရရတဲ့ကိစ္စမရှိဘူးငါမင်းကိုအကြံပေးမယ်နာမည်ကြီးအလှပြင်ဆိုင်ပဲမင်းရဲ့မိတ်ကပ်ကိုလှုပ်ခိုင်းတဲ့နိုင်သူကလူတိုင်းကြည့်နေရလောက်အောင်ချစ်စရာကောင်းတဲ့ပုံစံမျိုးလှုပ်ပေးမှာသူ့ရဲ့မိတ်ကပ်လိန်ခါလည်းအရင်စိမ်းကြည့်ပါဦး package မှာတသိမ်းမှကြမှာပြီးတော့မင်္ဂလာပွဲမတိုင်ခင် တပ်ပုံရိုက်မယ်ဆိုရင်၃၄သိန်းလောက်ပဲကြမယ်။ဒါဘဝအတွက်အမတ်ရစရာဖြစ်သွားလိမ့်မယ်လေ။အမရေကျမထင်တာတော့မိကက်အတွက်တသိန်းတော့သုံးတာမသင့်တော့ထင်နေ။ယူရရေကျမမိကက်ပြင်ခဲ့တဲ့နေရာတပေါင်းနဲ့ package အပြည့်စုံလုပ်ပေးခဲ့တာ။ဈေးသက်သာပေးတူညီတဲ့မိကက်ကိုရနိုင်ဘာလို့ပို့ပြီးသုံးရမှာလဲ။ညီမငယ်မင်္ဂလာပွဲဆိုတာတသက်မှာတစ်ခါပဲမြင်ရတာ။ညီမလိမ့်လာတာဈေးပေါ်တဲ့မိကက်ပဲ။နည်းနည်းတော့လာမပေါ်ဘူး။မိကက်ကလည်းကောင်းကောင်းမပြန်ထားဘူး။ဒါပေမဲ့အမရေ ျမသူ့ရဲ့မင်္ဂလာပွဲနေရာကြည်ရသလောက်သူ့ရဲ့မျက်နာမှာလှပပြီးတောက်ပတဲ့လင်းအောင်ရှိပါတယ်ပြီးတော့ကျမလည်းအယမ်းများတဲ့မိတ်ကပ်ကိုမကြိုက်ဘူးကျမရွှေစင်အမလှုပ်ခဲ့တဲ့နေရာနေပဲလှုပ်လိုက်ပါမယ်ရွေးရကသူ့စကားကိုဖျက်ပြောလိုက်တာကိုမြင်တော့ခင်ခင်ဟာရွှေစင်ကိုမနာလိုဖြစ်လာခဲ့ပါတယ်ကောင်းပြီလေမင်းတင့်တော်တဲ့ထင်တော်လှုပ်ပါယူရငါတော့ရွေးချယ်စရာပေးလိုက်တာပဲကျန်တာတော့မင်းရဲ့သဘောပဲလေမင်းလှုပ်ချင်တဲ့နေရာမှာမိတ်ကပ်ပြင်မော့ ဒီချိန်မှာညီကြီးကမင်္ဂလာပွဲအတွက်ပုံနှိပ်ဖို့ဖိစာပုံစံတချို့ကိုယူလာခဲ့ပါတယ်။အမေဒေါရီကမင်္ဂလာဖိစာဒီဇိုင်းတွေပါအမေကြိုက်တဲ့တစ်ခုကိုရွေးပြီးတော့ပြောပြပါ။ဖိစာတွေအလုံးကောင်းပါတယ်။ချွေးမတို့သမီးတို့ညောင်ကြိုက်တော်ရွေးချက်ပြီးပြောပြလိုက်ကြအောင်။အမေဒီထဲမှာကျမထွေထွေထူထူဆုံးဖြတ်စရာဘာမှမရှိပါဘူး။ဒီဖိစာပုံစံပဲကျမတို့အင်ကြီးရဲ့မင်္ဂလာပွဲတွေမှာအမြဲပုံနေခဲ့တာ။ဒါတော်ဝင်ဆန်းတဲ့အသွင်ကိုလည်းပေးတယ်။ ဖိတ်စာဝေဖို့သွားတဲ့အခါလူတွေကဒီအိမ်ကြီးကဖိတ်စာရောက်လာပြီဆိုတာသိသွားလိမ့်မယ်။အမေ၊ကျမတို့ဒီအနီအောင်ဖိတ်စာအရန်သဘောကျတယ်။ဘာလို့လဲဆိုတော့အနီအောင်မင်္ဂလာဖိတ်စာတွေမှာအများဆုံးသုံးတယ်။ဒါကမင်္ဂလာရှိတဲ့အရာဖြစ်နေလို့လေ။ရွှေစင်ရွေးချယ်ထားတဲ့မင်္ဂလာဖိတ်စာကိုမြင်တော့ခင်ခင်ကလူတိုင်းရှိမှလှုံ့ပြောင်းလိုက်ပါတော့တယ်။ညီမငယ်ဒီအနီအောင်ဖိတ်စာအရန်ဈေးပေါပုံရတယ်။အနည်းဆုံးတော့အရောက်တွဲဆက်မှုကြီးတင်တာပေါ့။ မင်းကအိမ်ကြီးရဲ့ချွေးမှဖြစ်နေပြီငါတို့နေရာမှာမင်္ဂလာဖိတ်စာတွေကစမ်းသစ်တဲ့အယောင်တွေလေဒီလိုဈေးပေါ်တဲ့ဖိတ်စာမျိုးငါတို့ဆွေမျိုးတွေစီပို့ရင်အရှိန်ရစေလိမ့်မယ်ဒါမင်းရဲ့အမလည်းမဟုတ်ပါဘူးလေမင်းကဒီလိုအိမ်ကြီးရဲ့မင်္ဂလာပွဲကိုပထမဆုံးချိန်မြင်ဘူးတာကိုခင်ခင်ရဲ့စကားတွေကြောင့်ရှင်စင်လေးစိတ်မသက်မသာဖြစ်လာပုံပေါ်ပါလေအမေအမပြောတာမှန်ပါတယ်အမရွေးထားတဲ့ဖိတ်စာလှပါတယ်ညီညီဒီဖိတ်စာကိုပုံနှိပ်လိုက်နော် ရွှေစင်ဟာခင်ခင်ရဲ့ရိုင်းစိုင်းတဲ့ပြုမှုတွေကိုရှင်းရှင်းလင်းလင်းမြင်နေရပေမဲ့မင်္ဂလာပွဲရဲ့ပျော်ရွှင်မှုကိုမပြတ်စည်းစေချင်ပါဘူး။ဒါကြောင့်မေသူဟာခင်ခင်ရဲ့ရွေးချယ်မှုကိုပထမနေရာမှာထားလိုက်ပါတယ်။အင်္ဂါစည်းကမ်းတွေဟာမင်္ဂလာပွဲအတွက်အင်ကြီးတစ်ခုလုံးကိုစတင်တန်းရှင်းရေးလုပ်ကြပါတယ်။အကိုတို့ပိတ်ထားတဲ့ခန်းတွေအားလုံးဖွင့်ပြီးတေချာတန့်ရှင်းပေးပါ။ဧည့်သည်တွေကအဲ့ဒီခန်းတွေမှာတဲခုကြမှာစိတ်မပူပါနဲ့ကျွန်တော်တို့အခန်းအကုန်လုံးကိုတည်တည်ချာချာတောက်ပြောင်လုပ်ပေးပါမယ်။ ညီမအငယ်ဆုံးလေးရဲ့မင်္ဂလာပွဲပဲကျွန်တော်လိုအပ်ရင်ပြောပါနော်ဟုတ်ကဲ့ဒါဆိုစိတ်ချလိုက်မယ်နော်အဲ့ဒီနောက်ခင်ခင်ကဘေးကနေဖြတ်သွားရင်ခြေစဉ်ဟာအစီကန်းတွင်းနဲ့ရီမောစကားပြောနေတာကိုမြင်လိုက်တော့ဝင်ပြောလိုက်ပါတော့တယ်ညီမငယ်မင်းကဒီအင်ကြီးရဲ့ချွေးမဆိုတာဘာလို့ခဏခဏမိတ်နေရလဲဒီအစီခံတွင်နဲ့အရက်ကိုနင်းနင်းဆက်ဆက်မနေနဲ့ပြီးတော့မင်းဝတ်ထားတာဘလို့မကောင်းမကန်ပိုးထယ်လဲဒါမင်းလက်ထပ်ပြီးနောက်အင်ကြီးမှပထမဆုံးမင်္ဂလာပွဲ ။ဆွေမျိုးတွေအားအိမ်ကိုလာပြီးမင်းကိုမြင်ရတဲ့အခါဘာတွေတွေးသွားကြမလဲ။ခင်ခင်ကရွှေစင်ကိုဇော်ကားကိုရည်ရွယ်ပြီးသူ့ဝတ်စားစင်ရမှုတွေကိုတမင်တကာဝေဖန်ခဲ့ပါတယ်။ဒါပေမဲ့အမရေတီပိုးထေကဘာများမကောင်းနေလို့လဲ။ကျမအမေကတီပိုးထေကိုအရန်တံမိုးထားပြီးတိန်းထားပါဒါကြောင့်ဒီနေ့ဝတ်မယ်လို့စဉ်းစားခဲ့တာ။ရွှေစင်မင်းမိဘရစီကရခဲ့တဲ့ပိုးထည်မဝတ်တာပိုကောင်းလိမ့်မယ်။ငါနဲ့လိုက်ခဲ့။ခင်ခင်ကရွှေစင်ကိုသူ့ရဲ့အဝတ်လဲခန်းကိုခေါ်သွားပြီး ဈေးကြီးတဲ့ပိုးတွေဝစ်စုံခေါင်းဝင်းနဲ့အင်ဂျီတွေပါတဲ့ဗီဒီယိုကိုဖွင့်ပြလိုက်ပါတော့တယ်။သူ့ဝစ်စားတွေကိုပြပြီးခင်ခင်ဟာသူ့ရဲ့စီစဉ်ကိုသာကြောပါခြင်းခဲ့တော့တာပုံ။ကြည့်လိုက်ပါ။ဒီထက်ကမင်းကြိုက်တဲ့ဝစ်စုံပိုးထည်ကာဝန်ပါပဲဖြစ်ဖြစ်တွန်းဆုတ်မနေပဲရှူနိုင်တယ်။ပြီးတော့မင်္ဂလာပွဲမပြီးမချင်းမင်းမိပါတွေဆရာရခဲ့တဲ့ဈေးနှုန်း9000အောက်ဝစ်စားပါတစ်ခုမှမဝတ်ပါနဲ့။ဒါမှငါတို့အရှက်မရမှာ။ ဒီစကားတွေကြောင့်ရွှေစင်ဟာသူ့နာကျင်မှုတွေကိုမထိန်ချုပ်နိုင်တော့ဘဲမျက်ရည်တွေဝေးလာခဲ့ပါလေ။အခုပါလေကြည်နေရလဲယူတော့လေ။ဒီချိန်မှာပဲဒေါကယူနာကရွှေစင်ကိုလိုက်ရှာရင်းအခန်းထဲရောက်လာခဲ့ပါလေ။ချွေးမလေးမင်းတီမလားမင်္ဂလာပွဲအတွက်ဈေးဝယ်သွားရမယ်။ဟုတ်ကဲ့သွားပါမေ။အမေကြိုက်တဲ့ဝတ်စားတွေဝယ်ပါ။သမီးတို့ကဝတ်စားသစ်တွေဝယ်စရာမလို။အမေကရမ်းလေးလံပြီးလှပတဲ့ပိုးထည့်ပေးထားပါတယ်။ ကျမအဲ့ဒီထဲကတထဲဝင်လိုက်ပါမယ်။ညီမငယ်ငါမမီတလောက်မင်းအဲ့ဒီလေးထဲကိုမင်းရဲ့ဧကန်ပွဲနဲ့ပထမဆုံးမိဖို့ကြောင့်တော့ဝတ်ထားခဲ့တာ။အခုမင်္ဂလာပွဲမှာအဲ့ဒီပိုးထဲပဲထပ်ဝတ်မယ်ဆိုရင်လူတွေကဒီအိမ်ကြီးရဲ့ချွေးမဝတ်စားတဲ့တောင်မဝယ်ပေးနိုင်ဘူးလို့ဝေဖန်ပြောဆိုကြလိုက်မယ်။ချွေးမလေးမင်းရဲ့အမပြောတာလုံးဝမှန်တယ်။မင်္ဂလာပွဲမှာဧည့်သည်တွေကအိမ်ရဲ့ချွေးမဝတ်စားစင်မှုအများဆုံးကြီးကြတာ။ချွေးမမှိုင်းနေတာမင်းမလို့ချင်းဘူး။ဘာပဲဖြစ်ဖြစ် လက်ထပ်ပြီးနောက်ဒါအမရဲ့တီအိမ်ကြီးမှာပထမဆုံးမင်္ဂလာပွဲလေးအဲ့ဒါကြောင့်အမအကောင်းဆုံးဖြစ်နေတဲ့နဲ့ပြီးတော့ကျမရဲ့ချစ်လာစွာသောအမရွှေစင်ကဘသူထဲမှအလှရော့တာမှကျမမလုပ်ချင်ဘူးနော်မကြခင်ပါဘေးဒေါ်ကယူနာဟာသူ့ချိန်မှနေတမီးကိုမင်္ဂလာပွဲဈေးဝယ်ဖို့အတွက်အရန်ဈေးကြီးတဲ့ကုန်တိုက်တစ်ခုကိုခေါ်သွားပါတော့တယ်အဲ့နောက်မှာခင်ခင်ဟာဖက်ရှင်ဝတ်စုံတစ်ခုကိုဒတင်းတကားမှာပြထားတာကိုမြင်လိုက်ပါတယ်ဝေါယူရကြည့်လိုက်စင် ဒီနနွင်းရောင်ဝတ်စုံကမင်းနဲ့အရန်လိုက်ဖက်မှာနနွင်းပွဲအတွက်တောင်းရှူလို့ရတယ်။အမ၊ကျမဒီဝတ်စုံတိတ်မကြဘူး။ဘာလို့လဲဆိုတော့အမရွှေစင်ကကျမနနွင်းပွဲမှာဝတ်ဖို့အတွက်ဝတ်စုံတစ်ထည်ကိုအထူးချုပ်ထားပေးတယ်။ကျမအဲ့ဒါပဲဝတ်မှာ။ဒီစင်းရဲတဲ့မိန်းမမှာအရေးချင်းနေအများရှိတယ်။သူကအရန်လူကြိုက်များလာပြီ။သူ့ပုံရိပ်ကိုငါမဖျက်ဆီးရသေးဘူး။အဲ့လိုဆိုရင်လည်းငါနာမည်ခင်ခင်ဘယ်ဟုတ်တော့မလဲ။လာပါချွေးမခင်ခင်ချွေးမရွှေစင်ကိုရီအတွက်ဝတ်စားတွေတွက်ကြည့်ရအောင်လေ။ ။ဟုတ်ကဲ့အမေ။အခုတော့လူလေးယောက်လုံးကပိုးတယ်ရီကြည့်ဖို့အတွက်အတူတူရောက်လာကြပါပြီ။အကိုကြီးမင်္ဂလာပွဲတွေမှာဝတ်ဖို့အတွက်ပန်းထိုးထားတဲ့ပိုးထည်လက်လှလေးပြပေးပါ။ဟုတ်ကဲ့မကြည့်ပါ။ဒီလိုပိုးတယ်တွေကိုဒီဘက်ခေတ်မင်္ဂလာပွဲတွေမှာအများဆုံးဝေကြတာ။အားလုံးကဇာတ်ထိုးပန်းထိုးတွေပဲနော်။အရင်လာတဲ့မင်္ဂလာဖြစ်စေလိမ့်မယ်။ချွေးမခင်ခင်ချွေးမရွှေစင်ဒီပိုးထည်ကိုမင်းတို့နှစ်ယောက်တည်းအတယောက်ယောက်သဘောကြလား။ ခင်ခင်ကပိုးတွေကိုညင်းပယ်လိုက်ပါတယ်။အမေ၊ကျမဒီပိုးထည်ကိုလုံးဝမကြိုက်ဘူး။အမေ၊ကျမတော့ဒီပိုးထည်ကိုကြိုက်တယ်။သူ့ရဲ့ပန်းထိုးလက်ရအရှမ်းလာတယ်။အမဆန်းဝစ်ကြည့်ချင်ဆန်းဝစ်ကြည့်လေ။ရှေ့မှာဝက်လဲခန့်ရှိတယ်။ဟုတ်ကဲ့၊လဲပြီးလာခဲ့မယ်။ခဏကြာမှရွှေစင်ကအဲ့ဒီပိုးတွေကိုဝစ်ပြီးထွက်လာခဲ့ပါတယ်။အမေကြီးဒီပိုးထည်ကကျမနဲ့လိုက်ရလိုက်ရင် အမ ဒီပိုးထင်ကအမနဲ့ရဟန်းကိုလိုက်တယ်။ကျမမင်္ဂလာပွဲတစ်ခုလုံးကိုအမလွမ်းမိုးတော့မဲ့ပုံပဲ။တကယ်ပါချွေးမလေးရဲ့ဒီအယောင်ကမင်းနဲ့ရဟန်းကိုလိုက်ဖက်တယ်။ရှင်စင်းကဒီပိုးထင်နဲ့လှနေတာကိုမြင်တော့ခင်ခင်ကမနာလိုဖြစ်သွားပါတော့တယ်။အကိုကျမညီမငယ်ဝတ်ထားတဲ့ဒီဇိုင်းနဲ့အယောင်တူပိုးထင်လို့ချက်နေ။ဒါမဲ့အမအမအဲ့ဒီပိုးထင်ကိုမကြိုက်ဘူးမလား။ငါပြောတဲ့အတိုင်းလုပ်ပါ။ဒီဇိုင်းတူအယောင်တူပိုးထင်ပဲလို့ချက်နေ။တောင်းမမာရဲမှာ အဲ့ဒီမျိုးစားပိုးတွေတွေကမရှိတော့ပါဘူး။ဒါတထည်သေးပဲကြံတော့တာတခြားပိုးတွေတွေပြပါရစေ။ငါတခြားပိုးထည်မလို့ချင်ဘူး။အဲ့ဒီပိုးထည်ပဲလို့ချင်နိုင်။ခင်ခင်ကပိုးတွေရောင်းသူကိုဒေါသတကြီးပြောဆိုနေတာကိုမြင်တော့ကုန်းတိုင်မှာဈေးဝယ်နေတဲ့တခြားသူတွေလည်းသူ့ကိုစိုက်ကြည့်လာကြပါလေ။ချွေးမခင်ခင်ဒါဘလို့ပြောဆိုပြုမှုပုံလဲ။အခုနောက်ပဲမင်းကိုယ်တိုင်အဲ့ဒီပိုးထည်ကိုမကြိုက်ဘူးလို့ပြောတာမလား။အခုမှအဲ့ဒါပဲလို့ချင်တာဆိုတော့အမေ တကာရမြင်ုံနဲ့မကြိုက်ဘူးဆိုတာဖြစ်နိုင်တာပဲပြီးမှကြိုက်သွားတာရှားပါရဲ့အမေအမသဘောကျတယ်ဆိုရင်အမယူပါစေကျမတခြားတစ်ခုယူပါမယ်ခင်ခင်ပျော်ရွှင်စေဖို့အတွက်ရွှေစင်ဟာသူ့စိတ်ကြိုက်ဘူးတွေကိုလက်လျှော့လိုက်ပါတော့တယ်တဖြည်းဖြည်းနဲ့အေဒရီဟာအင်ဂျီစီကိုရောက်လာခဲ့ပြီပေါ့အကိုကြီးမှုန့်เสียမလားသေးဘူးလားအဲ့တဲ့တွေအားလုံးရောက်တော့မှအခုမှမလိုက်ဘလို့လုံးမှာလဲညီညီနဲ့ရဲသူကိုတခြားမှုန့်เสียခေါ်ဖို့လွတ်လိုက်ပြီ စိတ်မပူပါနဲ့ဒီချိန်မှာပဲသူတို့နှစ်ယောက်လုံးကညနေငယ်လေးတွေနဲ့ရောက်လာကြပါတယ်မုံစရာတွေပမလဲရှင်တို့မုံစရာတော့ခေါ်တာမဟုတ်ဘူးလားမုံစရာတော့ခေါ်တာပါဒါမဲ့မင်္ဂလာပွဲရာသီဖြစ်နေတာကြောင့်မုံစရာတယောက်မှအားရမရှိဘူးမုံစရာတွေအားလုံးကမင်္ဂလာပွဲတစ်ခုမဟုတ်တစ်ခုအတွက်ဘုကင်လှူထားပြီးသားတွေဒါဆိုဘယ်လိုလုပ်မှာလဲအခုတလောက်များတဲ့ဧည့်သည်တွေဘယ်သူကချက်ပြုတ်မှာလဲဘာလို့လဲဆိုတော့ငါအစားတော့ချက်ပြုတ်နိုင်တာမဟုတ်ဘူး ဒီလိုအိမ်ကြီးမှာလာလုတ်ပေးဖို့တော့ညည်းရလောက်ဘလို့အိမ်တွေရများမှုန့်ဆရာတွေကိုပိုကင်လုံးလိုက်ကြတယ်မသိဘူးနောက်ဆုံးအချိန်မှာတော့လာဖို့ညှင်းဆန်သွားတယ်ပေါ့ချွေးမခင်ခင်မှုန့်ဆရာနောက်ဆုံးအချိန်မှာမလာဘူးဆိုတော့ဘလို့များသိနိုင်မှာလဲအိမ်ကြီးတစ်ခုလုံးဧည့်သည်တွေနဲ့ပြည့်နေပြီအခုမင်းတို့ညောင်လုံးအတူတူအလတ်လုတ်ပြီးလူတိုင်းကိုလေးစားမှုပြရတော့မယ်အမေကျမတို့ချွေးမတွေကမင်္ဂလာပွဲမှာတော့အစားအသောက်ချက်ပြုတ်ရမယ်ဆိုရင်ကျမတို့ဘယ်တော့ပျော်ရွှင်ရမှာလဲအစားအသောက်ချက်ရမယ်ဆိုရင် ဒီလိုအင်ကြီးရဲ့ချွေးမဖြစ်နေတာဘာကျိုးရှိမှလဲပြီးတော့ကျမမင်္ဂလာပွဲမှာလှပနေဖို့အတွက်တလောက်စေးကြီးတဲ့ package ကိုယူထားတာမိဖို့ရှိမှရက်နေကျမဘယ်လိုလုပ်အလှပေါ်တော့မှလဲခင်ခင်ကပြင်းကြီးတဲ့လက္ခဏာပြပြီးချက်ပြုတ်တာကိုရှောင်ရှားဖို့အတွက်သူ့ရောက်ခမတွေကိုပြစ်တင်လိုက်ပါတယ်အမေစိတ်မပူပါနဲ့ကျမလူတိုင်းအတွက်အစားအသောက်ချက်ပြုတ်ပါမယ်ဒီလိုအင်ကြီးမှမင်္ဂလာပွဲဖြစ်နေတာအပြင်ကနေအစားအသောက်ဝယ်မယ်ဆိုရင်လူတွေကအကောင်းပြောကြမှာမဟုတ်ဘူး ကျွန်မအားလုံးအတွက်ကိုလုပ်ပေးပါမယ်။ဒါပေမဲ့ချွေးမလေးမင်းတယောက်တည်းဆွေမျိုး90 60လောက်အတွက်အစားအသောက်ဘလို့များပြင်ဆင်ပါလဲ။အမေအားလုံးစီစဉ်လိုက်ပါမယ်။စိတ်မပူပါနဲ့။အစားအသောက်တချို့မိဖို့ကြောင့်မှပြင်ဆင်ပါမယ်။ပြီးတော့အင်ကြီးရဲ့နောက်ဖက်မှာနေရာလွတ်လည်ရှိသေးတယ်။အဲ့ဒီမှာမိဖို့တခုမိမွေပြီးဟင်းသီးဟွက်၄မျိုး၃မျိုးချက်နိုင်ပါတယ်မေရဲ့။အခုတော့ရှေးစင်ဟာအင်္ဂါအစည်းအကံတွင်နေတူအင်ကြီးရဲ့နောက်ဖက်မှာအုံမီဘူတစ်ခုကိုပြုလုပ်ပါတယ်။ တခင်ပါလီ မမဟင်းသီးရွက်တွေလှိပါ ကျွန်တော်တို့နှစ်ယောက်အတူတူမုန်းနေနေပါမယ်ကောင်းပါပြီအကိုကျွန်မမီးဖို့ကြောင့်သွားလိုက်ပါမယ်အကိုတို့နှစ်ယောက်ဒီမှာကျူးဆိုင်ပေးနော်ကျေးဇူးဟာအင်ကြီးရဲ့မီးဖို့ကြောင့်စီကိုပြန်လာခဲ့ပါတယ်ဒီချိန်မှာတော့အေသေရီကြားထဲမှာဒေါစုဟာအေကန်းနဲ့မှထိုင်ပြီးစကားပြောနေခဲ့ပါတယ်ဟေးဒါမင်္ဂလာဆောင်အိမ်လို့ဘသူပြောနိုင်မှာလဲငါရောက်လာတာကြားလာပြီဒါပေမဲ့အခုချိန်နေမနှက်စာဒါမှမဟုတ်ရေတော့မပေးကြသေးဘူး မင်းတို့ကငါ့ကိုလေးစားမှုအရန်ပြလိုက်တာပဲနော်ဒီတော့တွင်ခင်ခင်ကဒေါစုအတွက်ပဲမနှက်စာယူလာပါသည်ဘာလို့လဲဆိုတော့ဒေါစုကအရန်ချမ်းသာသူဖြစ်လို့ပါအန်တီဒါအန်တီအတွက်အထူးမနှက်စာပါအန်တီအကြိုက်ဆုံးမုံချိုတွေနဲ့ကျမတို့ဆီကနာမည်ကြီးမုံစားပါအောင်ကြည်လိုက်စမ်းဒီအိမ်ကြီးရဲ့ချွေးမကြီးကမှအဲဝတ်ကြေပြွန်တတ်တာချွေးမငယ်ကတော့ပါအရေးရောမှမတွေ့ရအောင်ကောင်းတယ်အနည်းဆုံးတော့အန်တီအပေါ်မှာအကောင်းမြင်သွားအောင်ငါလုံနိုင်သွားပြီ မတော်ခင်မှာအန်တီကငေါ့ဈေးကြီးတာတစ်ခုခုပေးလိုက်မယ်။ဒေါ်စုတယောက်တည်းမနဲ့စားစားနေတော့ဒေါ်မကခင်ခင်ကိုလှမ်းကြည့်လိုက်ပါရဲ့။ချွေးမခင်ခင်အန်ဒီအတွက်လည်းမနဲ့စားယူလာပါဦး။အန်တီအန်တီတို့အိမ်ကမထွက်လာခင်မှာဘာမှမစားလာကြဘူးလား။အိမ်ကြီးမှာမင်္ဂလာပွဲဆိုတာနဲ့ပိုက်အစာခံပြီးစားဖို့လာကြတယ်ပေါ့။ဒေါမကတော့ခင်ခင်ရဲ့မာနာကြီးတဲ့လေးတန်းကိုလုံးဝမကြိုက်ဘူးပေါ့ကွယ်။အဲ့နောက်မှာဒေါကယုနာရောက်လာပြီးပြောလိုက်ပါတော့တယ်။ ချွေးမမင်းမမောင်ဘလို့အတန်းနဲ့စကားပြောနေရလဲဒါမင်းတီအိမ်ကြီးရဲ့အကြီးဆုံးချွေးမလှုပ်တဲ့နဲ့လှုပ်ရက်လားငါတို့ဖိတ်လို့သူတီယိုရောက်လာတာတောင်းမှန်လိုက်စမ်းတောင်းမှန်ပါတယ်အန်တီခင်ခင်ဟာဒေါသတကြီးနဲ့မိဖို့ကြောင့်ကိုရောက်လာခဲ့ပါတယ်အိမ်မှာရှေးစင်းကလူတိုင်းအတွက်မနက်စာပကံတွေစီစဉ်နေခဲ့ပါတယ်ညီမငယ်ဘသူအတွက်များပီစကစ်တွေတလောက်ထည့်နေရလဲဘသူကများမနက်စာတလောက်များစားမှလဲအမ ကျမအပြင်မှာထိုင်နေတဲ့ဧည့်သည်တွေအတွက်ဒီမနက်ဆောင်ပြင်ဆင်နေရပါတံပိုးမရှိတဲ့ဧည့်သည်တွေအတွက်ဒီလိုဆေးကြီးတဲ့မနက်ဆောင်ကျွေးစရာမလိုပါဘူးဒီဆေးကြီးတဲ့ဘစ်ကစ်တွေအစားကိုကျမတို့မိသားစုအတွက်ထားလိုက်ဒီဘစ်ကစ်ပဲသူတို့အတွက်ယူသွားဒီလိုပြောပြီးခင်ခင်ကပကယ်လေးကမနက်ဆောင်ကိုပြောင်းလိုက်ပါတော့တယ်ဒါကမျိုးတော့ရွှေစင်ဟာရင်ကိုစိတ်မကောင်းဖြစ်သွားတော့တာပေါ့အမတရက်လောက်ကျမတို့ဆွေမျိုးတွေကိုကောင်းမွန်တဲ့မနက်ဆောင်ပေးလိုက်ဘာဖြစ်သွားမှာမလို့လဲဒါပေမဲ့ မင်္ဂလာပွဲမှာသူတို့ကောင်းကောင်းလေးစားလိုက်ရင်ကျမတို့ရောက်မှတွေအတွက်ကုံတင်းယူဆောင်လာလိမ့်မယ်။ကုံတင်းရဖို့ဆိုတာငါ့အလုပ်ပဲ။ပြီးတော့ယူရဘသူမှဈေးကြီးတဲ့လက်ဆောင်ပေးကြမှာမဟုတ်ဘူး။ငါထောင်လောက်ပဲပါတဲ့စားအိတ်ကိုပဲပေးကြမှာ။ခင်ခင်ရဲ့စကားတွေကိုလစ်လျူရှုပြီးရွှေစင်ဟာလူတိုင်းကိုကောင်းမွန်တဲ့မနက်စာကျွေးမွေးလိုက်ပါတော့တယ်။မုန်းစရာမရှိပဲရွှေစင်ဟာပင်ပင်မမတ်နဲ့ချက်ပြုတ်ပြီးအင်ကြီးကိုရောက်လာတဲ့ဧည့်သည်အလုံးကိုပျော်ရွှင်စွာနဲ့ကျွေးမွေးလိုက်ပါတော့တယ်။ မုံဆရာတွေကအစားတောက်တွေကိုအရန်ကောင်းပြင်ဆင်ထားတယ်။ဟင်းအားလုံးအရသာကောင်းတယ်။သူတို့ကဒီလိုချီးကျူးတော့ဒေါကယုနာလေးပြောပြတော့တာပေါ့။သူ့ချွေးမငယ်ကိုထုတ်ကြွတော့တာပေါ့ကွယ်။အမရဲ့ဒီအစားတောက်တွေအားလုံးမုံဆရာတွေပြင်ဆင်ထားတာမဟုတ်ပါဘူး။ကျမရဲ့ချွေးမငယ်ရွှေစင်ကပြင်ဆင်ထားတာပါ။မုံဆရာခေါ်ထားပေမဲ့အကြောင်းအကျိုးကြောင့်မလာခဲ့ဘူးလေ။ကယုနာရေဒါအရန်ကောင်းတာပဲ။မဟုတ်ရင်မုံဆရာမရှိပဲမင်္ဂလာပွဲကိုစီမံခန့်ခွဲဖို့အရန်ခက်ခဲတယ်။ လူအများကြီးအတွက်အစားအသောက်ချက်ပြုတ်တာနဲ့ဒီလိုအရသာမျိုးရဖို့ဆိုတာမလွယ်ဘူးလေ။ရွှေစင်ပြင်ဆင်ထားတဲ့မင်္ဂလာဟင်းရောင်ကိုလူတိုင်းကချီးမွမ်းနေကြတာမြင်ပြီးခင်ခင်ရဲ့ရင်ထဲမှာနှောင့်တရလာခဲ့ပါတယ်။အားလုံးကသူ့ကိုအရင်ချီးမွမ်းနေကြတာ။သူကဂျင်ငါးပွင့်ဟိုတယ်လိုအစားအသောက်ချက်ပြုတ်ထားတယ်လို့မျိုးပဲ။လူတိုင်းကရွှေစင်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 လို့ပဲပြောနေကြတာ။ငါ့ကိုကြတော့ဘယ်သူမှမမြင်ဘူး။ ခင်ခင်စိတ်တူပြီးသူ့ခန်းစီကိုသွားလိုက်ပါတော့တယ်။အဲဒီနောက်မှာရွှေစင်းရဲ့အခန်းကိုဖျက်သွားတော့မှယူရရဲ့ဝတ်စုံကိုအဲ့ဒီမှာထားထားတာကိုသူမြင်လိုက်ပါတယ်။ဒါယူရရဲ့နနွင်ပဲဝတ်စုံပေါ့။ဒီတံပိုးမရှိတဲ့ညီမငယ်ပျော်ရှင်မှုငါမြင်နိုင်မှာမဟုတ်ဘူး။ဒီမင်္ဂလာပွဲမှာငါမပျော်ဘူးဆိုရင် သူ့ရဲ့ပျော်ရှင်မှုပါငါဖျက်ဆီးပြစ်မယ်။ခင်ခင်ဟာဒေါသတကြီးနဲ့ကက်ကြီးသုံးပြီးယူရရဲ့စနွင်ပွဲဝတ်စုံကိုဖျက်ဆီးပြစ်လိုက်ပါတော့တယ်။အခုတော့ငါရဲ့ညီမငယ် သူ့ကိုယ်သူဘလို့အရှိတ်ရတာနဲ့ကဲတင်လဲဆိုတာကြည့်ရတရပေါ့ဒီမှာယူရအတွက်ဝှစ်စုံအမြန်ယူသွားရမယ်အဲ့နောက်မှာသူဟာဝှစ်စုံကိုကက်ကြီးနဲ့ဖြတ်ထားတာကိုမြင်တော့ဒေါသထွက်သွားပါတော့တယ်ဟင်ယူရရဲ့နနွင်ပွဲဝှစ်စုံကိုဘသူကဖျက်ဆီးလိုက်တာလဲငါကောင်းကောင်းလေးချုပ်ထားတာတယောက်ယောက်ကကက်ကြီးနဲ့လှုပ်လိုက်ပုံရတယ်အဲ့နောက်မှာရှူစင်ဟာမြေပြင်ပေါ်မှာကျန်ခဲ့တဲ့ဖက်နယ်ယာတွေကိုမြင်လိုက်ပါတယ်ငါမသိအောင်တယောက်ယောက်ငါခန်းထဲဝင်လာတယ် ဒီဖက်နဲ့ရငါအမရဲ့ဖက်နဲ့တူတယ်။ဒါပေမဲ့သူတော်လှုပ်လို့ရောဘာရမှာလဲ။ရွှေစင်ဟာဝတ်စုံကိုအမြန်ပြုတ်ပြန်လိုက်ကရူးရောင်ကိုပေးလိုက်ပါလို့ရယ်။ဒါကြောင့်ဒီတော်တွင်မှသူကိုယ်သူပြင်ဆင်မှုအတွက်အချိန်မရလိုက်ဘူးပေါ့။ကြည့်လိုက်ပါဦးမေ။ညီမငယ်ကနနွင်းပွဲအတွက်တလောက်ပော့ပါတဲ့ပိုးထည့်ဝတ်ထားတယ်။ချွေးမခင်ခင် သူမနှက်တရအလွတ်လုံနေတာ။မင်းကတော့မင်္ဂလာပွဲအလုပ်ပါတစ်ခုမှလုပ်တာမဟုတ်ဘူးလေ။ဒီစကားကိုကြားတော့ခင်ခင်ရဲ့မျက်နှာလေးပြက်သွားတော့တာပေါ့။ နောက်တနေ့မှာကျင်းတဲ့ပွဲတွေကိုအင်ကြီးမှာကျင်းပါပါတယ်။အိမ်မှာရွှေစင်ဟာလှပစွာဝေစားစင်ရင်ပြီးပွဲကိုလာတဲ့လူတိုင်းကို စီးနီတူပေးပါတယ်။ဒါကထုံတန်းစင်လာရဲ့အစိတ်ပိုင်းတစ်ခုပဲပေါ့။အိမ်နောက်မှာခင်ခင်ဟာအမေးအောင်ဖက်ရှင်ဝတ်စုံကိုဝတ်ပြီးရောက်လာခဲ့ပါတယ်။ကယူနာရဲ့ချွေးမကြီးကြည့်ပါအောင်ဟဲ။မင်္ဂလာရှိတဲ့အခါသမယမှာအမေးအောင်ဝတ်စာဝတ်ထားတယ်။နှစ်ဖူးကိုလည်းစီးတူမထောင်းတော့။ပွဲကိုလာတဲ့မျိုးသမီးတွေအားလုံးဟာ ခင်ခင်ရဲ့ဝစ်စားတွေကိုလှောင်ပြောင်နေကြသလိုရွှေစင်းရဲ့ဝစ်စားစင်ရင်မှုကိုချီးမွမ်းနေကြပါတယ်ဒီလိုနဲ့မင်္ဂလာဆောင်ပွဲတွေကိုရောက်လာခဲ့ပါတယ်နောက်ဆုံးတော့ငါရဲ့မင်္ဂလာပွဲဝတ်ဆောင်ရောက်လာပြီဒီနေ့ DNG ရဲ့ကြီးဆုံးချွေးမှာမင်္ဂလာပွဲမှာလူတိုင်းထက်ထင်ပေါ်နေရမယ်အဲ့ဒီဝတ်ဆောင်ကိုအိယာပေါ်မှာထားခဲ့ပြီးခင်ခင်ကရေချိုးဖို့အတွက်သွားလိုက်ပါတော့တယ်အခန်းရဲ့ပြတင်းပေါက်ကဖွင့်ထားခဲ့တာပေါ့အပြင်မှာကလေးတွေဟာမနက်ခင်းကမီးရှူမီးပန်းတွေဖောက်နေကြတာပါ အဲ့နောက်မှာဒုံပြန်တစ်ခုဟာခင်ခင်ရဲ့အခန်းထဲကဝတ်စားတွေကိုထိမှန်သွားပါတော့တယ်။အေးတင်ငယ်ချင်းအဲ့ဒုံပြန်အဲ့ဒီခန်းထဲဝင်သွားပြီးတောကြည့်အောင်ကလေးတွေကအခန်းထဲရောက်လာပြီးမိဘွားကြောင့်ခင်ခင်ရဲ့ဝတ်စုံမီးလောင်သွားတာကိုမြင်လိုက်ရတော့တာပေါ့ကလေးတွေဟာရေလောင်းပြီးတော့ထွက်သွားကြပါတော့တယ်။နောက်နောက်မြင်မြင်သွားကြရအောင်မောင်ရင်စိတ်ဆိုးတက်တဲ့အန်တီမြင်သွားရင်ငါတို့ကိုစူးလိုက်မယ်။ခင်ခင်ရေချိုးပြီးထွက်လာတာနဲ့ သူဝတ်စုံမီးလောင်နေတာကိုတွေ့လိုက်ရပါတယ်။ဘသူကငါမင်္ဂလာဆောင်ဝတ်စုံဖြတ်စည်းလိုက်တာလဲ။မင်္ဂလာပွဲမှာငါပါဝင်ရတော့မှလဲ။ကိုညီမအရင်ပျော်နေလိမ့်မယ်။ငါဝတ်စုံပြက်စီးသွားတာမြင်ရလို့လေ။ဒီချိန်မှာရွှေစင်ဟာဝတ်စားစင်ရင်ပြီးခန်းထဲကိုရောက်လာခဲ့ပါတယ်။အမရေကျူရတော့ငကက်တက်ပြီးတဲ့တလေးကိုသွားလို့ရအောင်။မင်္ဂလာဆောင်ပွဲချိန်လဲရောက်တော့မှငါဘယ်မှမသွားချင်ဘူး။ငါဝတ်စုံဘသူမီးရှို့လိုက်တာလဲမသိဘူး။ငါလဲမင်္ဂလာဆောင်ပွဲကိုသွားနိုင်မှာမဟုတ်ဘူး။ အမရဲ့အဲ့လိုမျိုးမဟုတ်ပါဘူး။ကျမအမနောက်မှာဒီအိမ်ကြီးရဲ့ချွေးမဖြစ်ရောက်လာတာ။ဒါကြောင့်ယူရလောက်တဲ့မင်္ဂလာရှိတဲ့အလုပ်တိုင်းမှာအမပထမဆုံးအခွင့်အရေးရှိတယ်။အမရဲ့ဝတ်စုံအတွက်တော့စိတ်မပူပါနဲ့ကျမပြင်မေးပါမယ်။ရွှေစင်ကသူ့အပေါ်ကောင်းကောင်းမွန်မွန်ပြုမူနေတာမြင်တော့အားလုံးကိုဖြက်စီးခဲ့တဲ့ခင်ခင်ဟာနောက်တော့ရသွားပါတော့တယ်။ရွှေစင်ငါနင့်ပေါ်မှာအမြဲတမ်းဆူဆူရွရွလောက်ခဲ့တာ။နင့်ရဲ့ကောင်းမွန်တဲ့ပြုမူနဲ့မထိုက်တန်ပါဘူးရွှေစင်ရဲ့။ ခင်ခင်ဟာသူ့ရဲ့အပြုမှုအတွက်အရင်ကစိတ်မကောင်းဖြစ်သွားပါတော့တယ်။ခဏကြာမှရွှေစင်ဟာခင်ခင်ရဲ့ဝတ်စုံကိုပြင်ဆင်ပေးလိုက်ပါတော့တယ်။အဲဒီနောက်မှာသူတို့နှစ်ယောက်လုံးပြင်ဆင်ပြီးငကတ်တက်ပေးတဲ့ဒလိကိုအတူတူလှုပ်ဆောင်ပြီးညီမကိုမန်တက်စီခေါ်ဆောင်လာခဲ့ကြပါတယ်။အဲဒီမှာယူရရဲ့မင်္ဂလာပွဲနဲ့ပူဆောင်ပွဲကိုခန်းနာကြည့်ကြစွာကျင်းပခဲ့ကြပါတယ်။အမ၊ကျမအမတို့ညအတူတူရှိနေတော့အမြဲမြင်ချင်ခဲ့တာဒီလိုပဲထာဝရအတူတူနေကြပါနော်။ ဒီလိုနဲ့ရွှေစင်းရဲ့အင်ဂျင်မှာတွေ့ကြုံရတဲ့ပထမဆုံးမင်္ဂလာပွဲဟာချိုမင်းနဲ့အမှတ်တရတွေပျော်ရွှင်မှုတွေနဲ့ပဲပြည့်နေနေခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်တဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။